also online yoga day နဲ့ mama youtube channel လေးကနေနေ့စဉ်သာသူတို့ live ပါတယ်ဒီနေ့လေးမှာတော့နန်းနန်လေးကဆရာကြီး monk men တို့ view ခြေတထုတ်ဝေတဲ့စကားသမုဒ္ဒရာစာသမုဒ္ဒရာဆိုတဲ့စာအုပ်လေးရဲ့အပိုင်း19ဆက်လက်ရွတ်ဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ရင်ခံစားပေးကြပါအောင်နော်ပြုနီဝပြတဆုရယ်နဲ့ လိမ္မော်ရောင်လို့ဘာဖြစ်လို့ခေါ်တလဲမေးရင်လိမ္မော်သူရဲ့အယောင်နဲ့သူ့လိုပေါ့လို့ဖြေလို့ရတယ်အန်နီရောင်လို့ဘာဖြစ်လို့ခေါ်တလဲမေးရင်ဘယ်လိုဖြေမလဲအယောင်ပြစကလုံးများနဲ့ပတ်သက်၍မိတ်ဆွေတယောက်ကဤကဲ့သို့မေးဘူးပါတယ်သူမိကုန်းကိုပြန်ပေးဖို့စဉ်းစားရင်မြန်မာသားသားစကားစကားနဲ့ပဲတဲ့ရှိတော့ အယံပြအစကလုံးများစီအာယုံရောက်သွားမိပါတယ်။ပါတစကအတီးတီးတဲ့အယံပြအစကလုံးများရှိပါတယ်။ကျွန်တော်တို့မြန်မာပါတာစကားတဲ့တွင်လည်းအယံပြအစကလုံးများအတော်များများရှိနေပါတယ်။ကျွန်တော်တို့နေတိုင်းရလောကကြီးတည်အယံသွေးဆောင်တော့လောကကြီးဖြစ်တည်အလေရောက်ထူရောက်သွေးများကိုရည်ညွှန်းပေါ်ကြသည် စကလုံးများကြွကြဝဝရှိနေဒီမှာတဘာဝကြပါတယ်ပါဒစကလေးလာတော့ကျင်းရရှင်များကလည်းထူရောင်ပြစကလုံးများကို စိတ်ဝင်စားကြပါတယ်မြန်မာပါဒစကတွင်ဖြူနေညပြစိမ့်ဝမဲနဲ့ဟူသောအရောင်ပြစကလုံးများသည် အရင်ခံစားသောစကလုံးများဖြစ်ပုံရသည်သက်ဆိုင်ရာအရောင်များကို ရေခဲတဲ့ကအရင်ခံချက်ချက် ီညုံခေါ်ဝဲကဲ့သို့စကလုံးများဖြစ်ပေါ်ရသည်ဤယောင်မျိုးကိုအဖြူဟုခေါ်မည်ဤယောင်မျိုးကိုအညုဟုခေါ်မည်ဆက်တပြည့်အများသဘောသူတတ်မှတ်ကပညာခေါ်တော်စကလုံးများဖြစ်သည်ထို့တို့ဖြစ်သောအဖြူကိုပါချံဖြူဟုခေါ်ရပါတနည်းဟုအကြောင်းရှာ၍မရပါ ထိုយ៉ាងနဲ့သူစကလုံးကြတဲ့ចောင်းជោဆက်နွယ်မှုတဆုံတရာမရှိပါစာပြီးအမီပေးသူများကထိုយ៉ាងကိုအဖြူဟုခေါ်ကြသည့်အတွက် SNS အဖြူဟုခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်အနည်းအညိုအပြအစိမ်းအဝအမဲအနတ်တို့ဒီမှာလဲသူတပေါ်တိုင်းပင် ဖြစ်ပါတယ်ကောမန်ခေကဒုတိယကျောင်းစင်တာဆရာတော်ပြုစုသည့် ဝါရနကပရကနတိကောဝါရအဖွင့်ချန်ကြည်တွင်ပရုစကလုံးများကို အနတ်ရိပ်ပဲဖွင့်ရနိုင်အညိုအပြာဟူတိကအဖြူအညိုအနီအဝါအစိစပြာဟူတော့အစင်း၆ပါး၌အကျုံးဝင်တော့ကိုဝိဒေသနာအမိမြတာတိဟူ၍မိတ်ဆွေထားပါသည်သူစကလုံးများသည်အယောင်စင်ကို ပြတ်တာသောဂုံဝိတေသနာအမိများဖြစ်ကြောင်းဆိုလိုခြင်းဖြစ်ပါတယ်။ထို့စကားလုံးများကိုဘာသာစကားနယ်ပယ်တွေတွင်ပြည်နယ်စစ်စဲအသုံးပြုနိုင်ပါတယ်။ချူတော်၊နေတော်၊ညို့တော်စသဖြင့်နမဝိတေနာဖြစ်လဲသုံးရရပါတယ်။ရှိကအဒရပီအဖြူအနီအညိုစသဖြင့်နံဖြစ်လဲသုံးလို့ရပါတယ် လိမ္မော်ရံပန်းရံခရင်အောင်ကဲသူတော်အယောင်ပြစကလုံးများဟုအဖြူအနီအညိုစသည်တို့လောက်အရင်ခံမကြကြောင်းဆွမ်းစားပွဲ တွေ့ရပါတယ်ထိုစကလုံးများသည်ထိုရည်သွေးရှိသောရာဝတ္ထုများကိုအချောင်းပြူပြီးတဆင့်ကဖန်တီးထားသောစကလုံးဖြစ်သည့်အတွက်အရင်ခံမကြဟုဆိုရခြင်းဖြစ်ပါတယ်လိမ္မော်တီအယောင်နဲ့တူသည့်အတွက်လိမ္မော်ရံ ခယံတီဤအယောင်နဲ့တူဒီအတွက်ခယံရပန်းမွင့်ဤအယောင်နဲ့တူဒီအတွက်ပန်းရဆက်တပီပညာခေါ်ဝချင်းဖြစ်ပါတယ်ထို့ကြောင့်တက်ဆိုင်ရာအယောင်နဲ့စကလုံးတို့ကြားတွင်ကြောင်းကျိုးဆက်သွယ်မှုရှိပါတယ်ပါတစကအတီးတီတွင်အဖြူအနီထုတ်ခဲ့တော့ရင်ညုံကဝတ်တွင်နဲ့စကလုံးတို့ကြားတွင်ကြောင်းကျိုးဆက်သွယ်မှုရှိသော စကလုံးနှမျိုးနဲ့လိမ္မော ပန်းရောင်ကဲ့သို့သောရှင်ညွန်ငံရဝတ္ထုများနဲ့စကလုံးလိုကြခြင်းចောင်းကျိုးဆက်တဲ့မှုရှိသော စကလုံးမျိုးဟူ၍နှမျိုးစလုံးရှိမည်ဖြစ်ပါれအချူအနိစသောအရင်ခံအယောင်များအပြင်အခြားခြားသောအယောင်အစင်းများကိုလည်းအတိတ်အတဲတွေ့လာရသောအခါထိုယောင်ဆင်းရှိသည့်အရာဝတ္ထုကိုပင် အစွဲပြုလျက်ထိုရာဝတ္ထုဤအမိကိုပင်အယောင်ပြစကလုံးချင်းဖန်လိလိုက်ခြင်းဖြစ်ပါသည်တို့ဖြင့်မြမစကားတွင်မိကိုရောင်မယန်းရောင်ရှူဝါရောင်ငွေရောင်ထုံးကြရောင်ကျိတ်မွေးရောင်ချက်သွေးရောင်ငရှင်သွေးရောင်ပန်းနေရောင်အောင်ပရင်ရံပဆွန်စီရံမြင့်ချရံခိုပြရံလိပ်ပြငပြောညွညာ စသဖြင့်အယောင်ပြစကလုံးများကျကျဝကပေါ်ပေါလာခဲ့ရပါတယ်။အင်းဝဝေစာဆိုရှင်ဥတ္တမကျော်တိကောင်းငင်တွင်မြင်ရတော့တိန်ဆိုင်တို့ဤအရေအသွေးကိုတိန်ညုံမိန်လာတိန်စုကန်နဲ့တိန်ပြရောဆက်မယန်းပန်နိုင်တိန်တက်တရာအဝါပောင်းတဲ့မောင်ခဲ့တခါပြခဲ့တချို့ညူခဲ့တလီကြီးခဲ့တဖို့မောင်ခဲ့တချဲဟူရဲ့ စာပတ်ကြီးချက်ခဲ့ပူပါတယ်။တညုံမိန်လာလိန်စုကဆိုသည်ပါ မိန်လာရောက်စုကရန်ဟူ၍အယောင်ပြစကလုံးများ ပါဝင်နေကြောင်းတွေ့ပါတယ်။မိန်လာဆိုသည်မှာငွေတဆခဲနဆချင်းရီတဆရုပ်ဆက်တော်တတူဖြစ်ပါတယ်။အချို့ကကျင်းညာဟူကျင်းညူဟူအနတ်ဒိပွဲဖွင့်ကြပါတယ်။ထီမိန်လာတတူတွင်ဤအယောင်မျိုးဖြစ်၍ မိန်လာရောင်ဖြစ်ပါတယ်ခရမ်းရည်ရောင်မျိုးဖြစ်ပါတယ်တို့စကလုံးများတွင်ယခုခေတ်တီအတုံးမများတော့ပါဆရာတော်ရှင်ဥဒ္ဓမကျော်တို့ခေတ်ကတနေ့စစဲရှိတော့အယောင်ပြစကလုံးများဖြစ်ပါတယ်နေရောင်တက်ဆက်တော့အယောင်မျိုးကိုအယောင်ပြစကလုံးနှလုံးတက်ဆက်ကိုအချင်းပြပေါ်လာတော့နှလုံးတွဲစကလုံးမျိုးရှိပါတယ် ညိုလက်ပြစိမ့်ပြတို့ဖြစ်ပါတယ်။ခရမ်းပြပန်ခရမ်းစသဖြင့်တည်ထွင်သုံးလုံးချသည်လည်းရှိပါတယ်။ထို့ကဲ့သို့အသုံးတွေလည်းရှိပါတယ်။အသုံးမတင်တာတွေလည်းရှိပါတယ်။အသုံးတွေမီအသားကျသွားသောစကလုံးများမှမူအပိဓာန်လေးတွင်ပါဝင်ပါတယ်။လက်ပြရောင်စသောစကလုံးကိုအပိဓာန်လေးတွင်အနက်ဖွင့်ရနိုင်အနက်ရောင်နဲ့အပြရောင် ရောနာနေသောအယံဟူ၍ဖွင့်ဆိုသားသည်ကိုတွေ့ပါれစိစာများတွင်ဝါနေရှိကိုတွေ့ပြီးဝါရှိသောအစင်းဟူ၍သုံးပုံမျိုးကိုလည်းတွေ့ရပါれအယံပြစကလုံးတစ်လုံးကိုမူတည်ပြီးအယံအသွေးအနုအရင်စသဖြင့်တိတိကျကျပေါ်လင်းစေရန်အသုံးပြုသောစကလုံးများလည်းတွဲဆက်သုံးလေးရှိပါれဖြူစောလျင်ဖြူပွေဖို့ပွေဖြူဖြူဖြူစော ဆွဆွဖြူဖြူစွာဖြူလုံးလုံးစတဲ့ဖြင့်ဖြူသည့်အရေးတိတ်ကိုပိုရိပ်တိုးပါစေတော့အထုပြူစကလုံးများနဲ့တဲတုံလေးရှိပါတယ်နီဆိုလင်းလဲနီရဲ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 နီနီတတာနီတတော်စတဲ့ဖြင့်အနီအရေးတိတ်ကိုတိုးစကဲတော့နီဆက်စံနီချက်ချက်စတဲ့ဖြင့်အနီအရေးအတွေးကိုရော့ချစေပါတယ်ညမမဟူတော့နေရင်ပိုရိပ်အကောင်လာပြီး လုံးစိမ့်စိမ့်ဟူသုံးနေရဲ့အယောင်ဖြတ်သားသည့်သဘောဖြစ်ပါလေထို့အတူအပြာကိုလည်းပုံရိပ်ပြအောင်ပြန်နန်းနန်းဟူသုံးနိုင်တဲ့ကဲ့သို့အယောင်ဖြုတ်အောင်ပြလဲလဲဟူသုံးနိုင်ပါတယ်အဝါဆူလျင်လေဝါတိန်တိန်ချိန်ရင်းဝါစသဖြင့်အဝါရောင်တပသည့်သဘောဖြစ်ပြီးဝါဖန့်ဖန့်ဝါချင်းချင်းဆူလျင်အယောင်ဖြုတ်သည့်သဘောဖြစ်ပါတယ် အစိမ့်ဆိုလည်းရင်စိမ့်ဖန်ဖန်စိမ့်လဲလဲဟုသုံးလည်းရင်အယောင်ဖြောသည့်သဘောဖြစ်ပါတယ်ထိုစကားလုံးများမတွဲလည်းရင် ရှင်နှင်းနုကိုတွဲကအဝါနုအဝါရင်အစိမ့်နုအစိမ့်ရင်စသဖြင့်သုံးလည်းရှိပါတယ်ဟုတ်ပြလို့တော့အယောင်သွေးကိုတိတိကျကျပေါ်လွင်စေရန်အယောင်ပြစကလုံးများကိုဤသို့သုံးလေးစီကြောင်းကယူပြုမိပါတယ်။ဘာသာပြန်၍သုံးလုံးတော့ ရှေ့ရောက်ရောက်ဆိုသည့်အတုံးတို့မျိုးတစ်ချိန်ကထင်ရှားခဲ့ပါတယ်။ယနေ့အတုံးမတွင်တော့ပါအယောင်ပြတ်စကလုံးများကို အနက်ရိုးရိုးတမကထူးခြားလေးနဲ့တော့အနက်များဖြစ်လေတုံးတတ်ကြပါတယ်။အနည်းယဟုသောရဲရင်တခြားသည့်တပေါ်ရဲသွေးရဲမှန်တပေါ်တော်လန်ရဲတပေါ်ကိုစောင်းသည့်စသဖြင့်လကောက် အဝါယောင်တိပါတာတသနာစီပင်ခွန်ကတိတဘောကိုဆောင်တိစတပြစ်လကအပြာယောင်တိငိမ့်ချန်တိတဘောအေးချန်တရာတိတဘောကိုဆောင်တိစတပြစ်လကရှင်ညုံးလေးရှိကြပါတယ်ထိုအခါအယောင်ပြစကလုံးများတိနောက်ခံတဘောတစ်ခုကိုရှင်ညုံးတော့တင်ကြမ်းများအဖြစ်မြင်လာရပါတယ် ဤသို့ဖြင့်အယံပြစကလုံးများသည်အလွန်မင်းတင်ကျက်သောစကလုံးဖြစ်ကြောင်းတွေ့ရပါသည်အယံသေးကိုရင်းညွှတ်ဖို့ပြသောနေ့စဉ်ကိစ္စမျိုးကအစားအယံသေးဝေးကိုမျက်စိတည်းတွင်မြင်ရလာတော့ကဝိသုကပြစသည်စပေများတွင်လည်းတရယုတ်ဖို့ရေးဖွဲရသည့်ကိစ္စမျိုးအတိအယံပြစကလုံးများကနေရာယူလျက်ရှိကြပါသည် တုံးတက်လျင်တုံးတက်သောအာနိတေဆက်မြတ်တည်စကလုံးများဖြစ်ပါတယ်။ကုန်းဖောင်ခေစာစုကြီးဥကျင်ဥတီမော်ဒန်စွန်တို့ရောက်ခိုင်တွေ့မြင်ရသောခယူလေးများကို ကျုံစပူမြင်ပူမှရှုံစပွဲဖြူနီဝပြတဆုရနဲ့ခယူတွေလာဆန်းကန်းခွေပတ်လဲဟူရေစာဖွဲခဲ့ပူပါတယ်ထုကပြလေးတွင် ဖြူနီဝပြတဆုရနဲ့ဟူရေ အယံပြစကလုံးမေးများကိုပေါင်းဖွဲ့နေမှုကြောင့်ဥကျင်ဦးမြင်ခဲ့တော့ခယူကလေးဤအသွေးသည်စပတ်သူတို့ဤစိတ်ရာယုံနေပကြီကလေးတချက်တပွဲဆဲထင်းလျက်ရှိခြင်းဖြစ်သည်ဟုတွေးမိပါれချိုချင်းဖန်ကဟောဟာရာမြကျွန်တော်တို့လူသားများတို့ပါဝင်တတော်များသည့်အစားစားရမည်ဖြစ်ပါတယ် အဲ့ဒီအစစာအသီးတွေတွင်အယတာတစ်မျိုးမဟုတ်တစ်မျိုးရှိမြဲဖြစ်ပါတယ်အစစာသောအခါထိုယတာများကိုရှာဖြင့်ထိတွေ့ခံစားရသည်ထို့သောထိတွေ့ခံစားရသောအယတာအသီးတီကိုပါတစကာအသီးတီတွင် အမိတက်ခေါ်ဝသည်အယတာဆိုင်ရာဟောဟာရများလည်းရှိစမြဲဖြစ်ပါတယ်မြန်မာဘာသာစကားရှိအရသာဆိုင်ရာဟောဟာရများနဲ့ဆက်လင်းရည် ယောမင်းချီဥဖို့လိုင်ကဥတုပစနာတခနာကျန်တွင်ဤသို့မိတ်ဆိုထားပါတယ်ချိုစိတ်အချင်းအငန်းအခါအဆက်အပန်ဟူရဲ့စေတသည်၆မျိုးရှိအချုံနဲ့အစိမ့်သည်အကျိုးအပြည့်တူသောကြောင့်ယတတခုတည်းယူရသည်ယောမင်းချီဤအစိုးရကြည်လည်ရင်အရသာဆိုင်ရာမြမဟောဟာလား ခုနှစ်လုံးရှိကြောင်းတွေ့ရပါတယ်။အရင်ကစကလုံးများကိုချိုသိမ့်ချင်ငန်းခါဇပန်ဟူ၍ပြရမည်ဖြစ်ပါတယ်။အရတာကိုအမီတက်ညှို့ဆော်ရတဲ့ချိုစကလုံးများကို ကရိယာဖြင့်အသုံးပြု၍တည်တည်ကြကြညှို့ဆော်နိုင်သည်။ဒီအတိကဆိုလိုက်တာဟိုရက်ခတိတ်ခရပဲစသဖြင့်တုံးနိုင်သည်စကလုံးများရွှဲဆက်ပန်ဒီရတွင်မယန်းချိုတရချို အခန်းကစသဖြင့်အရတာကိုပေါညွန်သည်အစိအတိုင်းဖြင့်ထဲတွင်တုံ့နှုံနိုင်သည်ချင်းတော်အတိစတော်ဟင်စသဖြင့်အထူးပြုစကလုံးများအဖြစ်လဲတွက်ဖတ်တုံ့နှုံနိုင်သည်ယောမန်စီဖို့ပြကဲကဲတို့အချိုအချင်းအငန်းစသဖြင့်ရှေးကတွဲရေနဲ့အဖြစ်လဲတုံ့နိုင်သည်အချိုဆိုလျင်ချူတာတော်အရတာ ချိုခြင်းဟုသောအခြင်းအနေချိုသောအရာဝတ္ထုစသဖြင့်သုံးသောပုံမျိုးကိုလိုက်၏အနန္တိပေအမျိုးမျိုးတက်ရောက်နိုင်သည်အရသာဆိုင်ရာဝဟရတလုံးချင်းကို လိမ့်လာကြည့်မည်ဆိုပါလေယင်ထိုဝဟရတလုံးစီဤအနန္တိပေဖွင့်ရာစကလုံးများဖြင့်လက်ပတ်ရှင်းပြလုံးနှင့်အနန္တိပေမထေရှားနိုင်ပါခွေဟူသောဝဟရကိုအနက်ဖွင့်လေယင် ကိုက်တဲ့ဟောင်းတက်သည်ခြေလေးချောင်းဒရိတ်ဆန်တစ်မျိုးဟူ၍လက်ပတ်ရှင်းပြလည်းရင်အနရိတ်ပဲဖော်လွင်သည်သူဟူသောဟောရမျိုးမျိုးထွန်းနည်းများဖြင့်ရှင်းလင်းဖွင့်ဆို၍မရပါထို့ကြောင့်အဘိဓမ္မာနဲ့တွင်ထက်လျက်တရားတို့ဤအရတာအမျိုးရှိသောဟူ၍သို့သောရတာရှိသည့်အရာဝတ္ထုဖြင့်တတကဆောင်၍ဖွင့်ဆိုရပါသည် ဆိုတာတကကြောင့်ချိုဤအနတ်ဒိတ်ပဲပေါ်လွင်ရခြင်း ဖြစ်ပါတယ်အလားတူပင်စိတ်ကိုပယ်မျိုးနှမျိုးတို့ဤအရသာဖြစ်၎င်းချင်းကိုရှောက်တမရာအရသာဖြစ်၎င်းငံကိုစားရသာဖြစ်၎င်းခါကိုတမရွဲ့အရသာဖြစ်၎င်းဆက်ကိုငရုတ်တိရသာဖြစ်၎င်းဖန်ကိုဖန်ကားတိရသာဖြစ်၎င်း တတကားဆောင်၍အပိကံလည်းတဲ့အနတိပဲဖွင့်ချောင်းတွေ့ရပါတယ်ကိုတွေ့ခံစားရသည့်အရသာနဲ့ရှင်ပြီးမှအနတိပဲဖုံနိုင်သည့်ဟောဟာရာများဖြစ်ပါတယ်အရသာသည်သည်တွင်အရေးအသွေးအနုအရင်ကွပြသည့်အလျာထိုအရေးသွေးများကို ဖော်ပြရတဲ့မူလဟောဟာရာကိုအရေးသွေးပြသည့်အစရေးပိုင်းများတွေ့ဆက်ရေးဖော်ပြလေးရှိပါတယ် အရေးအသွေးအပြောင်းမှုကိုဖော်ပြလိုတော့ကတဆိုင်ရဟောဟာရနဲ့ကာယံသူတော်တဏလုံးပြန်တင်ကတွဲသုံးသည့်တော်ကလည်းကာယံသူတော်တဏလုံးကတွဲသုံးသည့်အတွက်အသုံးသူကျဲဆောင်ဖြစ်ပါတယ်သူကနောက်ကကာယတုတန်လုံးတွေ့ပြီးချွတ်တိုးဟူ၍လက အနှဲငယ်သာချွတ်တီဟူ၍အတုံးမျိုးအဖြစ်အရေးအသွေး အပြောင်းမှုကိုဖော်ပြနေပါသည် အလားတူပင်စိန်တန်တန်ချင်တန်တန်ငန်တတန်ခါတတာဆတတတဖန်တတန်ဟူ၍သုံးလေးရှိပါသည်ထို့ပြင်အရသာအရေအတွေအပြောင်းမှုကို ဖော်ပြသည်တိချစကလုံးများလည်းရှိပါသည်ချိုမြမြချိုပြပြချင်းဖြုံဖြုံငံပြပြငံညင်းညီခတ်တက်ခက်ရှာရှာဆတ်ရှင်ရှင်ဖန်တော်တော်ဖန်တူတူ စသဖြင့်အတုံးလေးရှိပါတယ်ထို့အတူအရတာအရေးတွေးအကောက်မှုကိုဖော်ပြသောတိချာစကလုံးများလည်းရှိပါတယ်ချိုရဲရဲဟုတုံးလေးရဲ့အလွန်ချိုသည်တိတ်ချိုသည်ဟုဆိုလိုကြောင်းသိနိုင်ပါတယ်ဆေဆုဆုခတာတောဖန်ဆူဆူစသဖြင့်တုံးလေးရှိပါလေ။သမန်အားဖြင့်သူစကလုံးများမတုံးလေရင်တိတ်ချူတာပဲနည်းနည်းဆွနဲ့စသဖြင့် လိုအပ်သောအထူးပြုစကားလုံးများနဲ့တွဲကဆိုလိုသောအတိတ်ပဲရောက်အောင်တုံးနေရှိကြပါတယ်။အယတာတစ်ခုတက်ပေါ်ရေးအယတာနှမျိုးသုံးမျိုးရောဆက်သောတပေါ်ကိုပေါ်ပြရတဲ့မူလဟောရာများကိုလိုအပ်တယ်လို့တဲတုံးလေးရှိပါတယ်။ဒီရတာလေးကချိုးကျင်ကလေးပါချင်ပန်ကလေးစောက်ကြည့်ပါအောင်စတဲ့ဖြစ်တုံးတက်ကြပါတယ် အချို့အချင်းအယတာနှစ်ပါးစလုံးပါတီအတွက်တခြားလုံးကိုချွတ်ချင်းဟုခေါ်ရမှာယခုအတုံးတွင်နေပါသည် ထို့အတူထို့အထို့အရာတာနှမျိုးသားပအောင်ထဲ့ကြောထားသောတယုတ်အစအစတမျိုးကိုချွတ်ချင်းကြောဟုခေါ်ခြင်းမှာလေအယတာကိုအစွဲပြု၍ခေါ်ခြင်းဖြစ်ပါသည်ယဟန်တော်များနေလဲညာစာသုံးတော်နိုင်သည့်အရာများကို ချိုးချင်းဘန်ကယဟန်စာဟု၏အမတာပြုထားသည်မှာလေအရာတာကိုအကြောင်းပြု၍ဖြစ်ပါတယ်။အာယုံခန်းစားမှုတစ်ခုနဲ့ဆိုင်သောဟောဟာရမြတ်ကို အစားအာယုံခန်းစားမှုအတွက်ကြောင်းရွှေတင်စားသုံးလုံးခြင်းသည်ဘာသာစကား၏တဘာဝတစ်ခုဖြစ်ပါသည်ဟု၍စကားအေးသည်ဟုသောစကားသည်အထွေထွေအာယုံနဲ့ဆိုင်သော စကားဖြစ်သည် သူအသားတွေပူနေတယ်လေလိုက်ခံရတာတော်တော်အေးသွားတယ်စသဖြင့်သုံးလေးရှိတယ်သို့တော့သူအတန်ကတော်တော်ပူတဲ့အတန်ပဲသူမျက်နှာလေးကအေးလိုက်တာစသဖြင့်သုံးလိုက်တော့အခတွင်မူအထည်တွေအာယုန်နဲ့ဆိုင်သောစကလုံးများကိုအတန်အာယုန်အမြင်အာယုန်ခံစားမှုတွေပြောင်းရွှေ့တင်စားသုံးလုံးချစ်ပြသွားပါတယ် ချင်းတီချိုတီဟူသောစကားလုံးများသည်အယတာအယုံနဲ့ဆိုင်သောစကားများဖြစ်သည်တို့တော်ဒီအနန်ကြီးကချင်းစုံစုံကြီးသူကတော်တော်အပြောချိုတာပဲဆက်သက်ချေသုံးတော့ခါတယ်မူအယတာအယုံနဲ့မဆိုင်သောစကားလုံးများကိုအနတ်အယုံအမြင့်အယုံများအတွက်ကြောက်ရွံ့တစ္ဆာသုံးလုံးသွားခြင်းဖြစ်သွားပါတယ်အယတာဆိုင်ရာ ဝဟာရများကိုအလားတူတင်းထားသုံးနှုံးပုံမျိုးလည်းရှိပါတယ်။ချို့ဥသောစကားကိုမျက်နှာချို့နှုတ်ချို့တဘောချို့စသဖြင့်အမြင်အာယုံအတ္တအာယုံဆိတ်အာယုံတို့တည်းကြဲကြဲပြန့်ပြန့်တင်းစားသုံးလေးရှိပါတယ်။ထို့အခါတွင်ချို့ဥသောစကလုံးဤအနတ်သိပ္ပယ်သည်နှစ်တပ်ပွဲဖြစ်သောတဘောတရားတော်တဘောအထိကြဲပြန့်သွားပါတယ်။ နှုတ်ချိုရှုတပါတာယာတန်ချိုချစ်စပွဲချိုလူပြောင်းစိတ်တို့လူချိုစိတ်ကောက်စတဲ့ဖြစ်အတုံးတို့များစွာရှိပါတယ်စိတ်ကိုလည်းသူစကားကိုကြားလိုက်ရတာနားထဲမှာစိန်သွားတာပဲသချင်းတွေတဝါကြီးနားထောင်လိုက်ရတာဤစိန်သွားတာပဲစတဲ့ဖြစ်နေသက်သာရသောအနတ္တိပဲဖြစ်တင်းစားသုံးလေးရှိပါတယ်။နင်းသက်သာလျာဒုက္ခချုပ်ကိုချုပ်စိမ့်ဟူ၍၎င်း တင်စားသုံးလုံးသည့်အတူမနစ်သက်တော့ခါမတရားသောသဘောကိုချင်ကားတို့ဖြင့်တင်စားသုံးလေရှိပါတယ်။ဒီလူကိုတော်တော်ချင်နေသူကတော့စိတ်ချပေါက်နေပြီးစသဖြင့်သုံးလေရှိပါတယ်။ယနေ့သုံးသောအချင်းဖန်းသည့်ဟူ၍အသုံးလုံးသည့်လည်းထုတကားပင်ဖြစ်ပါတယ်။အကောင်းနဲ့အဆိုးရှင်သွဲ့ရည်မျက်နှာကမချုံမချင်တဲ့ဟူသုံးပုံမျိုးလည်းရှိပါတယ်။ ထို့အတူလူမိုက်တွေကဆုံးမစကားကိုနားခတတ်ကြတယ်။ဒီအတွက်ကြောင့်ကတော့တော်တော်ခါသီးတဲ့အတွေ့အကြုံဒီကိစ္စနဲ့ပတ်သက်ပြီးခခတီတီညလိုက်ဒီစတတ်ဖြစ်သုံးလို့ရတယ်လေခါသီးမနေ့တက်ပွဲတပေါ်တက်ရောက်ပါတယ်ဆက်ဆက်ရေးတင်ပြရလည်းရင်အင်္ဂလိပ်မှာမြန်မာပြန်သောစကားလုံးများသည့်အလားတူစကားလုံးမျိုးတွေ့ရပါသည် စစ်သူဤစာကိုချုပ်တဲ့ဟုအချို့ကတင်စားသုံးကြပါတယ်။ဆွေဟကိုမြန်မာပြန်ရေးသုံးခြင်းဖြစ်ပါတယ်။စွေဝင်စာပွဲအကောင့်တော့အချက်မှာမြန်မာဘာသာစကားချုပ်ခြင်းကားတို့ကိုတခြားအယုံများတဲ့ချွတ်ချဲချက်ပြန်တင်စားသုံးလို့ဒီနေတူအင်္ဂလိပ်ဘာတဲ့ဆွေစာပတာတို့ကို အလားတူတင်စားသုံးလို့ဖြစ်ပါတယ်။ Swiss man, Swiss boy, Swiss temple, summer september pata has ship pata koya satapie အသုံးလုံးမျိုးကိုတွေ့နိုင်ပါတယ်အရသာဆိုင်ရာဟောဟာရာများကိုတုံတုံရတဲ့ရင်ပေးမအခြေခံဟောဟာရာနှခုလုံးကိုမူတည်ရတွဲဆက်ခြုံရတုံတုံပုံအနက်အတိတ်ပဲကြဲကြဲပြန့်ပြန့်တုံတုံပုံကိုတင်ပြပြီးပြီဖြစ်ပါသည် ထိုးရတာများသည့်မြန်မာဘာသာစကားနယ်ပယ်တွင်စိတ်ဝင်စားပွဲခန္ဓာတရဖြစ်ပါတယ်။နက်နက်လေးကတော့ဆရာကြီးမောက်ခင်နဲ့တနုပြူရဲ့စကားသမုတ်တရားစာအုပ်လေးရဲ့အပိုင်းချက်ကလေးကိုဆက်လက်တင်ပြပေးတာဖြစ်ပါတယ်။နက်နက်လေးတင်ပြပေးတာလေးကိုအစိမ်းပေးနားဆင်ပေးပါတော့။စတလေးတို့ရေ www.archipano နန်းနန်းလေးတို့ရဲ့မမ YouTube channel လေးကိုလည်း like and subscribe နဲ့ဝင်ရပေးကြပါစစ်တော်လေးတို့ရေစိတ်ညစ်စရာစိတ်ပျက်စရာအငဲ့စရာနာချင်စာတွေကိုစစ်တော်လေးတို့နဲ့တူနန်းနန်လေးကအတူတူရှိနေပေးမှာမို့အရာရာအတင်းရင်တော်လန်စမယ်နော် fighting